ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ23ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလဟေမြို့နယ်အတွင်းကိုအိန္ဒိယစစ်တပ်ကနေဆက်ဖြတ်ကျော်ပြီး drone ဖြင့်တိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းအိန္ဒိယမြန်မာနယ်ဆက် နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလဟေမြို့နယ်အတွင်းရှိ NSCNKYE စခန်းကိုအိန္ဒိယစစ်တပ်ကနေဆက်ဖြတ်ကျော်ပြီးဒရုန်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။အော်တိုဘာလ20ရက်ည9:00နာရီခန့်မှာအိန္ဒိယစစ်တပ်ကမြန်မာပြည်ထဲကိုကျူးကျော်ပြီးလဟေမြို့နယ်ကမ်မော်လော်ရီကျေးရွာအတွင်းရှိနာဂမျိုးသားဆိုရှယ်လစ်ကောင်စီ NSCNKYA ရုံးအောင်အဖွဲ့ရဲ့စခန်းကိုဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဘုံကျဲတက်ခတ်မှုကြောင့်ကျေးရွာအတွင်ရှိအရတားကလေးငယ်တဦးနဲ့အသက်28နှစ်အရွယ်အမျိုးသားတဦးအပါအဝင်5ဦးသေဆုံးခဲ့ပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တာဝန်ရှိသူတွေလာရောက်ပူးတဲ့နေရာတွေကိုဘုံကျဲသွားခဲ့တာဖြစ်ပြီးအရတားတွေနေထိုင်တဲ့ကျေးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်တဲ့တရေဘောကြောင်နဲ့အိန္ဒိယစစ်တပ်ရဲ့လုပ်ရက်ကိုအပြင်းထန်ရှုတ်ချတယ်လို့ NSCN ကအော်တိုဘာလ22ရက်မှာထုတ်ပြန်ထားပါတယ်။ နာဂမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ဟာနာဂလူမျိုးများနေထိုင်ရာဒေသအားလုံးကိုပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်တည်ခြားနိုင်ငံတည်ထောင်မှုဖွဲ့စည်းခဲ့တာဖြစ်ပြီးအဖွဲ့အတွင်းသဘောထားကွဲလွဲမှုတွေကြောင့် NSCMIM နဲ့ NSCMK စတဲ့အဖွဲ့အစည်းတွေအဖြစ်ကွဲထွက်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့မှာ NSCNK ဝိုင်းရအဖွဲ့ကအိန္ဒိယနိုင်ငံအာရုဏာချက်ပရာဒိရှ်ပြည်နယ်အတွင်းကအာတန်ရိုင်ဖယ်တပ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာတန်ရိုင်ဖယ်တပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အိန္ဒိယနဲ့မြန်မာနိုင်ငံဟာကချင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းတစ်လျှောက်2021မိုင်ခန့်နယ်နိမိတ်ထိစပ်နေပြီးနေဆက်တစ်လျှောက်တွင်အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တွေရှိနေပါဗျ။အစိုးရနာဂနဲ့ကတဲ့လက်နက်ကိုင်တပ်ဖွဲ့အချို့ဟာစစ်ကောင်မရှင်တပ်နဲ့ပူးပေါင်းပြီးပြည်သူ့ကာကွယ်တပ်တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဒုတိယစီးရဲတဲ့အနေဖြင့်ဖအံမြို့နယ်မှာစစ်ကောင်မရှင်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၁၈ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေတထုံခရိုင်ဖအံမြို့နယ်ဝဲပြန်ကျေးရွာအုပ်စုဖားဘော်ရွာလေးရွာမှာစစ်ကောင်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်ပြည်သူ၃ဦးသေဆုံးပြီး18ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ20ရက်ညနေ9:40မိနစ်အချိန်မှာ ကမာမောင်းကျေးရွာရှိစစ်ကောင်မရှင်တပ်က120မမလက်နက်ကြီး3လုံးပစ်ခတ်ခဲ့ရာဖားပေါ်ရွာလေးရွာအတွင်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်စောတူ38နှစ်နော်အေးမူ12နှစ်နဲ့နော်ချမီ6နှစ်တို့၃ဦးသေဆုံးခဲ့ကာကလင်းငယ်များအပါအဝင်ပြည်သူ18ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အာဏာသိမ်းစစ်ကောင်မရှင်က၎င်းတို့ထိန်းချုပ်ရာဒေသများတွင်အတူရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်ငြိမ်းချမ်းနေတဲ့အောင်ပြုမှုနေပြီး ကော်တူးလီနဲ့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ရနေရာဒေသအတွင်းမှနေထိုင်တဲ့အရက်သားပြည်သူလူထုကိုပြစ်မှတ်ထားကာလေကြောင်းလက်နက်ကြီးပစ်ခတ်မှုများကိုအဆက်မပြတ်ကျူးလွန်နေတာလည်းဖြစ်ပါတယ်ခင်ဗျာဆလဘီကရင်ပြည်နယ်မြရီတောင်ဘက်တွင်စစ်တပ်ထိုးစစ်ဆင်မှုပြင်းထန်နေပြီးတာမိနှဦးလက်နက်ကြီးကြောင့်ဒေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ကရင်ပြည်နယ်မြရီမြို့တောင်ဘက်ဒေသတွင် စစ်တပ်ကဆုံးရှုံးခဲ့သောတပ်စခန်းများကိုပြန်လည်သိမ်းပိုက်ရန်စစ်ကြောင်းငါးကြောင်းဖြင့်မနာတမ်းထိုးစစ်ဆင်နေမှုကြောင့်တိုက်ပွဲများပြင်းထန်နေကြောင်း Burma Human Rights Network BHRN မှအသိပေးထုတ်ပြန်ပါသည်။ထိုးထိုးစစ်ဆင်မှုကြောင့်အရက်သားများထွက်ပြေးတိမ်းရှောင်နေရပြီးအော်တိုဘာလ22ရက်နေ့ကမင်းလက်ပံချေးရွာအနီးတွင်စစ်တပ်ဘက်မှပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးတလုံးကြရပောက်ကွဲခဲ့ရာ အသက်32နှစ်အရွယ်မျိုးသမီးတဦးနဲ့သမီးဖြစ်သူအသက်2နှစ်အရွယ်မိန်းကလေးငယ်တဦးပွဲချင်းပြီးတည်ဆုံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ကရရီမျိုးတောင်ဘက်ဝေါ်လီလမ်းပိုင်းကိုဝေဟင်နှင့်မြေပြင်ပစ်ကူများဖြင့်ထိုးဖောက်ဝင်ရောက်နေပြီးဖလူမင်းလက်ပံအင်ဂျင်မြိုင်ပဟိတ်လော်ထီးမင်ဝါခီစသည့်ကျေးရွာများကိုဥတီထိုးစစ်ဆင်နေကြောင်းကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းစစ်ကြောင်းများနှင့်တိုက်ပွဲများပြင်းထန်နေပြီးဒေသခံများက လေကြောင်းတက်ခတ်မှုကိုလည်းစိုးရိမ်နေကြောင်းသိရပါတယ်။စစ်ရေးသတင်းရင်းမြစ်တအူးကနေရာတွေကတဖြည်းဖြည်းနဲ့တိုးတိုးနေတယ်။ကျွန်တော်တို့ဘက်ကလည်းခန်းနိုင်တလောက်တော့ခန်းနေတယ်။ဒီဘက်ကလည်းရတိကူမင်းလက်ပံဟိုဘက်ကအင်ဂျင်မြိုင်ကနေလဲသွားတောင်းထားတယ်။ပြဿနာကကျွန်တော်တို့ဘက်မှာကတော့လက်တလုံးမှာလူအင်အားလက်နက်အင်အားမှာကျွန်တော်တို့စီကမတိုးပွားဘူးလေ။သူတို့ကတော့အမြဲတမ်းထက်ဖြည့်ထက်ဖြည့်နိုင်တဲ့အားတစ်ခုတာနေတယ်။ တိုက်ပွဲကတော့နေတိုင်းထိတွေ့မှုတွေရှိနေတယ်လို့ပြောကြားထားပါတယ်။တိုက်ပွဲများကြောင့်လေးကေကောမင်းလက်ပံဖလူရတိကူထီမေဝါခီ စသည့်ခြေရွာများမှဒေသခံထောင်နှင့်ခြေသောပြည်သူများတောင်ရင်မြစ်တစ်ဖက်ကန်ထိုင်းနယ်စပ်နှင့်နီးစပ်ရာနေရာများသို့ထွက်ပြေးတင်းရှောင်နေရတယ်လို့အသိပေးထားပါတယ်။စစ်ရှောင်တအူးက BHIN ကိုပြောရတွင်စစ်ကြောင်းရောက်ပြီဆိုရင်တော့ရှောင်ရတာပေါ့။ထပ်ပြီးပြေးရအောင်မယ်။အခုလည်းပြေးတော့ကြောက်ရတာတော့ကြောက်ရတာပေါ့။ သူတို့စစ်တပ်ကိုတအားပူကြောက်တယ်။အဲ့ဒီလေရင်ကတော့တခါတခါဘုံကျဲတာတွေရှိတယ်။ဘုံကျဲတော့ကြည်နေရှောင်နေရတာပေါ့လို့ဆိုထားပါဗျ။စစ်ရှောင်းစခန်းများနဲ့စစ်ကြောင်းများနီးကပ်လာပါကထပ်မံထွက်ပြေးရမည်ဟုသူတို့စိုးရိမ်နေကြောင်းသိရပါဗျ။အော်တိုဘလ18ရက်နေ့မနက်ပိုင်းကအင်ဂျင်မြန်ကျေးရွာရှိတဲဆက်လုပ်ငန်းရှင်အမျိုးသမီးတို့၏အဖော်ဖြစ်သောလူငယ်အမျိုးသားတို့ကိုစစ်တပ်ကအင်ဂျင်မြန်ဖုန်ကြီးကျောင်းတွင်တနက်ဖြန်ပစ်တက်ခဲ့သည့်အပြင်ယင်းနေ့မွန်းလွဲတနအီကျော်တွင် လေးကေကောင်မှဖလူချေရွာဘက်သို့မောင်းနှင်လာသောအရက်သားရင်တစည်းကိုစစ်တပ်ကဆက်လက်ဖြင့်ပစ်ခတ်ခဲ့ရာရင်မောင်းတဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်တွင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲများပြင်းထန်လာမှုကြောင့်ပြည်တွင်းနေရဲစွန့်ခွာသူဦးရေမြင့်တက်လာနေပြီးနေဆက်ဒေသများတွင်လူသားချင်းစာနာရေးအကူအညီလိုအပ်ချက်ပုံမှုဆိုးရွားလာကြောင်းအသိပေးထားပါတယ်။ BHIN ကနိုင်ငံတကာအတိုင်ဝန်အား ရဲသားများအားကာကွယ်ရန်နှင့်စစ်တပ်အပေါ်ဖိအားများတိုးမြင့်ရန်တောင်းဆိုထားပါတယ်ခင်ဗျာဆလဘီမိုင်းလုံမြို့မှာစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတဦးနဲ့အမျိုးသမီးတဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်မျိုးသားလွတ်မြောက်ရေးတပ်တော် TNL တပ်မဟာတပ်ထိန်းချုပ်နယ်မြေမိုင်းလုံမြို့နယ်မှာစစ်ကော်မရှင်တပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF DNL ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ22ရက်မနက်7:33မိနစ်အချိန်မှာမိုင်းလုံမြို့နယ်ပန်းဆန်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter ဖြင့်ပေါင်250ဘုံနှလုံးလာရောက်ကျဲချခဲ့တာလို့ဆိုပါတယ်။ဘုံဒီကျရောက်ပောက်ကွဲမှုကြောင့်အသက်9နှစ်အရွယ်မောင်ဆွေဆိုင်နဲ့အသက်35နှစ်အရွယ်မတ်ထွေးဟန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ1ရက်နေ့မှ22ရက်နေ့အတွင်း DNLA ထိန်းချုပ်နယ်မြေအတွင်းရှိမြို့နယ်များကိုလေကြောင်းတိုက်ခိုက်မှု34ကြိမ်ဒရုန်းဖြင့်2ကြိမ်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်းကလင်းငယ်10ဦးအမျိုးသား16ဦးအမျိုးသမီး22ဦးသေဆုံးခဲ့ရကတန်ဃာတော်2ပါးကလေး24ဦးအမျိုးသား19ဦးအမျိုးသမီး78ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်166လုံးစားသင်ကျောင်း5ကျောင်းဖုန်းကြီးကျောင်း6ကျောင်း ចောင်းဆောင်၈ဆောင်အစအဦးသုံးလုံးဆိုင်ကန်း၅ကန်းလက်ဖက်ဆက်ယုံတယုံမွေးမြူရေးခြံ၂ခြံဆိုင်ကယ်၄စီးနဲ့ကားတစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီတီဘောနံမတူနေဆက်ကိုစစ်ကောမရှင်တက်ထိုးစစ်ဆင်လာနံမတူဒေသခံများထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းကိုတင်ပြပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကနေနမ်တူမြို့နယ်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်တပ်ဟာ တီဘောနမ်တူနန်နမေချင်းထိဆက်နေတဲ့မိုးတေကျေးရွာအနီးမိုးတေတရားကိုရောက်ရှိနေပြီဖြစ်တယ်လို့ SSPP info ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ22ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာနမ်တူမြို့နယ်ဘက်ကိုဦးတည်ပြီးတံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းနဲ့တောင်မြို့သားလွတ်မြောက်ရေးတပ် TNL တို့မိုးတေတရားအနီးမှာထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်စစ်ကြောင်းဟာ နမ်ဒူချောင်းတောင်ဘက်ကန်မိုးတေတရားထီကိုနေရာယူစုမှုထားတယ်လို့သိရပါတယ်။တိုက်ပွဲအချိန်မြင့်တက်လာမှာကိုစိုးရိမ်တာကြောင့်နမ်ဒူမြို့နယ်မှာကြန့်ရှိနေသေးတဲ့ဒေသခံပြည်သူအချို့ဟာလာရှုံမြို့နယ်နဲ့တန်ရဲမြို့နယ်များဘက်ကိုထွက်ပြေးတိမ်းရှောင်သွားနေရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစီးရဲတဲ့အနေဖြင့်အကြံဖက် ARSA အဖွဲ့ကရဲသားပြည်သူလူထုကိုခြုံခိုတိုက်ခိုက်တပ်ဖြတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အရခပြည်မောင်နှုံးမြို့နယ် မြို့ယူရွာအရှိဘက်တရာအနီးမှာခီးသွားပြည်သူများရဲ့ကားတစ်စီးကိုအကြမ်းဖက် ARSA အဖွဲ့ကခြုံခိုတိုက်ခိုက်ကာပြည်သူများကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတပ်ဖြတ်ခဲ့တယ်လို့ AA Info Desk ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ22ရက်ကမောင်နှောမြို့နယ်ကြောက်ပန်တူရွာမှာကိုထွန်းဝင်းဆိုသူဟာကားဖြင့်ရတိတောင်မြို့နယ်ဇေဒီပြင်ရွာမှာဆန်စီစားငရုံများကိုဝယ်ယူပြီးပြန်လာတဲ့ခီးတဲ့၅ဦးကိုတင်ဆောင်ခဲ့ပြီးကြောက်ပန်တူရွာဘက်ကိုထွက်လာခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါခီးတဲ့တင်ကားကိုနေ့လယ်တနာရီ40မိနစ်အချိန်မှာမြို့ယူရွာအရှိတ်တရာအနီးတွင် ARSA အဖွဲ့ကခြုံခိုးတိုက်ခတ်ခဲ့ပြီးရင်မောင်းတဲ့ခီးတဲ့၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာကားပေါ်မှာပါလာတဲ့စားသုံးကုန်များကိုလည်းယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အရခတက်တော်ကလိုက်လံရှာဖွေခဲ့ရာအခင်းဖြစ်ပွားရာနေရာနဲ့မနီးမဝေးမှာခီးတဲ့များထဲမှ အသက်30အရွယ်မတ်ဝေဝေဆို40အရွယ်နိုင်နိုင်ဆွေတို့နှစ်ဦးအား တနက်ဖြန်ပြစ်ခတ်တက်ဖြတ်ခံထားရတာကိုတွေ့ရှိရပြီးမက်ဝေဝေဆိုးရဲ့တမီးငယ်ခိုင်မြတ်မွန်သုံးနှစ်အားမိခင်ရဲ့အလောင်းဘေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်ထို့နောက်အကျန်းဖတ်တိုက်ခိုက်ခံရမှုဘေးမှထွက်ပြေးလွတ်မြောက်လာတဲ့ရမောင်းဖြစ်သူကိုထုံဝင်းနဲ့ခရီးသည်မောင်တန်းထွေ25နှစ်တို့ကိုလည်းဒဏ်ရာများဖြင့်ထပ်မံတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရည်သတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Casual နဲ့ဗရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ Thank you.